ကိုတူးကိုချွန်ချမ်းသာလာတဲ့အမျိုးသမီးပြည်လျင်ရနာများ Rated G အလုံးမဲ့မင်္ဂလာဝါရှင်တီကီ Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကိုတူးကိုချွန်ကြိုးစားပြီးဘီလျင်နာဖြစ်လာကြတဲ့အမျိုးသမီးတွေရဲ့အကြောင်းကိုညွှန်ဝေပေးသွားမှာပါဒီအမျိုးသမီးတွေထဲမှာစွန့်ဦးတီထွင်သမားတွေဖျော်ပြေးသမားတွေလုပ်ငန်းရှင်တွေစသဖြင့်နေပဲမျိုးစုံကပါနေကြပါတယ်တကယ်တော့အမျိုးသမီးပြည်လျင်နာတယောက်ဖြစ်ဖို့မလွယ်လောက်ပါဘူး ကမ္ဘာပေါ်မှာပီလီယံနာပေါင်း2900ကျော်လောက်ရှိပါတယ်။အမျိုးသမီးတွေကတော့390လောက်ပဲရှိတာပါ။ရာဂိုင်နှုန်းနဲ့ဆိုရင်7300ဂိုင်နှုန်းကျော်ကျော်လောက်ပါပဲ။ဒီထဲကမှပီလီယံနာ10ကနေကျော်ဝါတဲ့အမျိုးသမီးတွေက3.6ရာဂိုင်နှုန်းလောက်ပဲရှိပါတယ်။ဘယ်သူတွေကဘလို့အကြောင်းကိစ္စတွေနဲ့ပီလီယံနာဖြစ်လာတယ်လဲဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။လွန်ခဲ့တဲ့ဇန်နေ့ကအခြေအနေနဲ့နှားရှင်ကြည့်ရင်တော့အမျိုးသမီးပီလီယံနာဦးရီကလေးစားလောက်ညလာခဲ့တာပါ။ အဲ့ဒီချိန်မှာမှအမေရိကန်နဲ့တရုတ်ကအမျိုးသမီးတွေကအများဆုံးပါဝင်နေခဲ့ပါတယ်။တရုတ်က53ဦးရှိပြီးအမေရိကန်ကတော့30ဦးရှိပါတယ်။ဂျန်သက်တွေကတော့နိုင်ငံပေါင်းစုံကပါပဲ။ဒီထဲမှာဆွစ်ဇာလန်ကရဖဲလာအပွန်ဒိုင်ယမန်ကတော့ပိုင်ဆိုင်မှုဒေါ်လာ33တရမတစ်ဘီလီယံနဲ့ပိုဆွတ်ထားပါတယ်။ရဖဲလာကကမ္ဘာအကြီးဆုံးတမောလိုက်ဖြစ်တဲ့ MFC နဲ့ပူးတဲ့တည်ထောင်သူလည်းဖြစ်ပါတယ်။ကမ္ဘာကျန်းမာရေးဘီလီယံနာစီးရင်မှလည်းအမျိုးသားတွေကိုကြော်ဖြတ်ပြီးအဆင့်48ထိနေတာပါ။ ်မရိကန်နိုင်ငံသူဒိုင်းယန်ဟန်ဒရစ်ကတော့ပိုက်ဆိုင်မှုဒေါ်လာ20သရမ9ဘီလီယံနဲ့ဒုတိယနေရာမှာရှိနေပါတယ်ဟန်ဒရစ်ကခင်မွန်းဖြစ်သူနဲ့အတူဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းဖြစ်တဲ့ ABC Supply ကိုပူးတွဲတည်ထောင်ထားခဲ့တာပါ2009ခုနှစ်မှာခင်မွန်းတက်ကွယ်လွန်သွားပြီးလုပ်ငန်းကိုဆက်ပြီးဥဆောင်ခဲ့ပါတယ်ဒီချိန်မှာလည်းပိုင်ဆိုင်မှုတွေထပ်ပြီးတိုးပေါ်လာခဲ့တာပါကမ္ဘာအဆင့်နဲ့ဆိုရင်တော့62လောက်ရှိပါတယ်ကြပြက်အနေနဲ့အသက်ဆက်ဆက်ပြီးလင်းတာအမျိုးသမီး15ဦးလည်းပေါ်ထွက်လာခဲ့တာပါအဲ့ဒီအထဲမှာအလုံးချစ်တဲ့ ဟော့စတာတေလာဆိုလဲပါဝင်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကနယ်လက်ဖြုတ်ပြေးပွဲတွေ၊ရှိုးပွဲတွေအားရပါရကျင်းပခဲ့တဲ့တေလာဆိုကပိုင်ဆိုင်မှုဒေါ်လာတစ်တရမတစ်ဘီလီယံနဲ့ဘီလီယံနာစီးရင်နဲ့ဝင်လာခဲ့တာပါ။နောက်ပြီးနိပညာကြောင့်ဘီလီယံနာဖြစ်လာသူနှစ်ယောက်လည်းရှိပါသေးတယ်။သူတို့ကတော့လီဇာဆူးနဲ့မီရှဲဇယ်လန်တို့ပါပဲ။လီဇာဆူးကစီမီကွန်ဒက်တာကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်ပြီးတစ်တရမဂျုံဘီလီယံလောက်ချမ်းသာပါတယ်။ ကနေဒါနေပညာအမှုဆောင်မီရှယ်ဇလိုင်းကတော့စိုက်ဘာလုံခြုံရေးနဲ့အင်တာနက်လုပ်ငန်းလုပ်ကင်နေတာမှာသူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ1.2ဘီလီယံရှိပါတယ်။နောက်ပြီးဖက်ရှင်လုပ်ငန်းဘက်ကပေါ်ထွက်လာတဲ့ဘီလီယံနာလည်းရှိနေသေးတာပါ။သူကတော့ Tony Bush ပါပဲ။တကယ်ဆိုသူ့လုပ်ငန်းကပြောက်ကွယ်နေတာရှင်းနှစ်လောက်ရှိပါပြီ။အခုပြန်ပေါ်လာတဲ့အချိန်မှာတော့ဒေါ်လာ1ဘီလီယံလောက်ချမ်းသာသွားခဲ့တာပါ။အရင်ကတည်းကဘီလီယံနာစီးရင်ဝင်ခဲ့တဲ့ Opera Winfrey ကဒေါ်လာ1.8ဘီလီယံချမ်းသာပြီးတယ်ဝင်းကင်ကဒါရှီယန်ကတော့ တိတရမကွန်ဗီလီယံရှိပါတယ်အစောတော်လို့တလို့အလကုံတွေလည်းထုတ်လုပ်နေတဲ့ရီဟာနာကလည်းဒေါ်လာတိတရမ၄ဘီလီယံချမ်းသာနေတာပါအခုတော့ကမ္ဘာချမ်းသာဆုံးနံပါတ်3နေရာကိုဆက်သွားလိုက်ပါမယ်နံပါတ်3နေရာမှာဂျူဒီလက်ကဒေါ်လာ10တတမ2ဘီလီယံနဲ့ရှိနေတာပါဂျူဒီလန်ကခီးတော်လုပ်ငန်းစတိုးဆိုင်လုပ်ငန်းတွေနဲ့ချမ်းသာလာတာဖြစ်ပါတယ်။သူရဲ့စတိုးဆိုင်ကပြည်နယ်52ခုမှာဆိုင်ပေါင်း640ကျော်ဖွင့်လှစ်ထားခဲ့တာပါ။နောက်တစ်ရက်ကတော့ဗီဒိန်တူဒီနိုက်ကုစ်ပါပဲ သူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ6.5ဘီလီယံရှိပါတယ်။ဘာလို့လို့လဲဆိုရင်တော့ Battery Supply ဆိုတဲ့ online လောင်းကစားလုပ်ငန်းမှာပဲကိုစီယာဖောက်တယ်ရီကကဘာတဝမ်းမှာတန်း90လောက်ရှိပါတယ်။နံပါတ်9နေရာမှာတော့တရုတ်ကအမျိုးသမီးဖြစ်တဲ့ချန်ဝေဝမ်ကဒေါ်လာ6.5ဘီလီယံရှိနေခဲ့တာပါ။ကျန်းဝေဝမ်ကဒါရုဗေဒဆီယမ်မာကနေအာရှရဲ့အထက်နောက်ဆုံးအမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့တာပါ။ 1995ခုနှစ်မှာဆီယမ်မအလုပ်ကိုဆွန့်လွတ်ပြီးဆေးဝါးထုတ်လုပ်ရေးဘက်ကိုလိုင်းပြောင်းခဲ့ပြီးမစုံမနစ်စ조사ခဲ့လို့ဒီအဆင့်ထိရောက်လာခဲ့တာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုံချွန်လိုက်ရပါရရှင်အဆုံးထိကျေးဇူးပေးကြတဲ့အတော်တရားကြီးစေတိုင်းကိုအထူးဝဲကျေးဇူးတင်ရှိပါရရှင်